ပြင်သစ်အင်ဂျီရီယာစာရေးဆရာဘရူရယ်အမ်ဆန်ဆယ်လိုက်ပါလာတယ်လို့ယူဆရတဲ့ကားတစီးဟာဂျာမနီနိုင်ငံဘာလီမှာရှိတဲ့စစ်ဆေးရုံတစ်ခုကိုရောက်ရှိလာပါတယ်။အသက်82နှစ်အရွယ်စာရေးဆရာဟာဂျမန်ကြီးဆိုးရွားနေတာကြောင့်ဈေးကူသားမှုခံယူနေရပါတယ်။အင်ဂျီရီယာမှာအချင်းချနေတဲ့ဆန်ဆယ်ကိုဂျာမနီသမ္မတဝေါ်တာစတိုင်းမန်ယာရဲ့ဂျောင်းဝင်ဆောင်ရွက်ပေးမှုအပြီးလူငင်းချမ်းသာခွင့်ပေးခဲ့တာပါ။သူ့ရဲ့မိသားစုကတော့လွတ်မြောက်လာတဲ့တရင်ကိုကြိုဆိုခဲ့ကြပါတယ်။တမိဖြစ်သူကစိတ်သက်သာရရသွားတာပါပဲ။နောက် ောက်ဆုံးတော့သူလွမြောက်လာလို့တကယ်ကိုဝမ်းသာပါတယ်။သူကတနှစ်ပို့ပြီးတော့အိုမင်းလာပြီးတော့ကျမကြီးမကောင်းပေမဲ့လည်းစိတ်လှရှားနေမှာတော့ဒီကြပါတယ်လို့ပြောကြခဲ့ပါတယ်။ အင်ဂျီးရီးယားဆိုရကိုစန့်ကျင်ဝေဖန်မှုတွေနဲ့လူသိများတဲ့ Brewer M Sensei ကို2024ခုနှစ်နိုဝင်ဘာလကအယ်ဂျီးရီးယားမှာဖမ်းဆီးပြီးတော့ထောင်ဒဏ်၅နှစ်ချမှတ်ခဲ့တာပါဒီစာရေးဆရာဟာကိုလိုနီခေတ်တုန်းကပြင်သစ်နိုင်ငံကမော်ရိုကိုပိုင်းနေမြေအချို့ကိုအယ်ဂျီးရီးယားနိုင်ငံစီမတရားသဖြင့်လွှဲပြောင်းပေးခဲ့တယ်လို့ဝေဖန်ခဲ့တဲ့အတွက်အယ်ဂျီးရီးယားအစိုးရကတရားစွဲဆိုခဲ့တာပါ ပြင်သစ်သမ္မတ အီမနျူရယ်မက်ခရွန်ကအယ်ဂျီးရီးယားရဲ့လုံရက်နဲ့ဆန်ဆယ်လွတ်မြောက်ရေးအတွက်ဂျာမနီရဲ့အကူအညီအတွက်ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ပြင်သစ်သမ္မတကတော့ကျွန်တော်တို့ရဲ့ဂျာမန်မိတ်ဆွေတွေယုံကြည်စိတ်ချရတဲ့အဖွဲ့တွေအနေနဲ့ပွင့်လင်းမြင်သာစွာလှုပ်ဆောင်ခဲ့ပြီးသမ္မတစတိုင်းမန်ရာကိုယ်တိုင်ပါဝင်ပေးခဲ့တဲ့အတွက်စိတ်ရင်းမှန်နဲ့ကျေးဇူးတင်ပါတယ်။ဒါဟာပြင်သစ်ရဲ့ဒီဇိုင်းမဲ့မဲ့ဂျိုးပန်အားထုတ်မှုတွေရဲ့ရလဒ်ပါပဲလို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့အယ်ဂျီးရီးယားဘက်ကတော့ပြင်သစ်တောင်းဆိုမှုနဲ့ မဆိုင်ဘူးလို့ပြောခဲ့ပါတယ်။အဂျီးရီးယားသမ္မတတာဘွန်ကဂျာမနီကိုပဲအပြေးအဝဂုဏ်ပြုပြောဆိုခဲ့ပါတယ်။ဇွန်လ29ရက်နေ့ကအကြံဖတ်မှုကိုထောက်ခံအားပေးပြီးတော့ဝါဒဖြန့်ချိမှုနဲ့အဂျီးရီးယားနိုင်ငံမှာထောင်ချံ9နှစ်ကြာမှတ်ခံရတဲ့ပြင်သစ်သတင်းစာဆရာခရစ္စတိုဖာဂလစ်ကိုလွှတ်ပေးဖို့လည်းပြင်သစ်ကဆက်လက်တောင်းဆိုနေပါတယ်။ဒီဇင်ဘာလ3ရက်နေ့မှာသူ့အမှုကိုအယူခံဝင်မှာဖြစ်ပါတယ်ခင်ဗျာ။